င်္ဂလာပါကျွန်တော်အောင်ပြည်တစ်ပါဆရာကြီးတကုံရွှေမြရေးထားတဲ့သူကြောက်တော့လူသက်သမားဝတ္ထုလူလေးရဲ့စသိမ့်မန်းကိုဖတ်ပြကြပါမယ်ခင်ဗျာနားဆင်ကြည့်ကြပါဦးနေ့ရမြသည် တဖြည်းဖြည်းကုန်လွန်၍လာခဲ့၏ကိုဝါထိန်သည်မစုံမြတဲ့မျက်နှချင်းဆိုင်တိုင်းညွငွေသော မျက်နှာဖြင့်ရှိနေ၏ဆံကုမီးဖို့ပြင်ပတ်သူထွက်စီ၍ယူနီဝမြကိုယ်တိုင်တင်းရည်ကို၎င်းအင်ရှိရင်အလုံးမသွမ်းမီ တပျက်စီလဲနေသည်ကိုလည်းကောင်းမဆုံးမြတ်မြည်ဒီနေ့ခြံစည်းဦးနေ၌မျက်နှာချင်းဆိုင်မိရာမဆုံးမြတ်ကဘယ်နဲ့လဲကိုဝတ်ထိန်မနှံ့ဖို့အကြောင်းဘာမှမကြသေးဘူးလားမကြသေးပါဘူးယာစာလဲဘာမှမရဘူးသူ့အမေစီကောစာမထည့်ဘူးလားမထည့်ဘူးဒီမိမဒီနေ့နေ့ပြန်လာရမယ်ဗျာကြကြမနေနိုင်ပါဘူးကိုဝတ်ထိန်ကြီး အလုတ်သူမမှန်သွားလျက်ရှိအခြားအိမ်ကြီးချင်းချူကမေးသောအခါလဲမစုံးမြပြုတ်ထားသည့်အတန်ပြုတ်ပြလျာကိုဘထိန်ကြီးမိမဆွန့်ပစ်သွားကြောင်းကိုအချို့မိတ်ဆွေများကသိနေကြလိမ့်မည်သို့သောကိုဘထိန်မှာစိတ်မအေးနိုင်သေးပဲရှိနေ၏အလောင်းကိုတသက်ပလုံးရည်တိုင်ကြီးထဲ၌ထားရမဖြစ်သည်တသက်လုံးစိတ်ချရသော နေရာတစ်ခုသို့ပြောင်းရွှေ့ရပေ ਉ မည်သို့နှင့်သူရတရပတ်အတွင်း ကိုဝထိန်ဒီမနန်းဘော့အလောင်းကိုတခါတည်းမြုံနေရန်နေရာရှာဖွေလျက်ရှိခြံကြီးမှာအတော်ကျေဝင်း၍ပထမပြိုကင်းများအောင်၌ခဏနဲ့တူ၍မြုံရန်စေကူးစေသို့သောကဲရှာဖွေကမြေပွားနေသောနေရာပိုင်း၌စူးများဖြင့်ထူ၍ရှာဖွေလျင်တွေ့ရှိမိဖြစ်တို့ရှိစဉ်တတိယနေ၌အလွန်လုံခြုံသောနေရာတစ်ခုကိုကံအားလျော်စွာတွေ့ရှိရလေသည်ခြံကြီး၏နောက်ဖေးဘက်တွင် တပင်ကြီးများရှိ၍ထိုတပင်ကြီးများအနက်မိဖို့ရှိသောဘက်ခြံတောင်းတွင်အလွန်ကြီးမားသောမကြီးပင်ကြီးတပင်ရှိရာအောက်ခြေတွင် အခေါင်းဖြစ်၍နေသော နေရာတစ်ခုကိုကံအားလျော်စွာတွေ့ရ၏အခေါင်းမှာတပေပက်လေခမ်းများကျယ်ဝန်းတော်လေအတွင်၌မူလူသုံးယောက်ဝင်၍ပုံအောင်နေနိုင်လူကောင်ကိုအခေါင်းအတွင်သို့ထိုးထည့်ရန်မှာတိခေါင်းဝကိုအနေငယ်ချဲ့ရန်သာလိုဤထို့နောက်တိခေါင်းများဖြင့်စီးနောင်ကား အပေါက်ကိုတခါတည်းပိတ်လိုက်ပြီးလျင်တစ်ပင်ချင်ရင်၌နွေပင်များစိုက်ပြီးကမြည်သူများတွေ့နိုင်တော့မည်မဟုတ်ပေ။ဤနေရာထက်ပူ၍ကောင်းသောနေရာ မရှိတော့ပြီ။သူဖြစ်ကိုဘထိန်လည်းအတော်စေအေးရေသွားပြီးလျင်ရည်စီထဲတွင်ခိတ္တသူဝထားရသော မနှံ့ဘော့အလောင်းကိုတစ်ခေါင်းအတွင်သို့ရွှေပြောင်းရန်အခါခွင့်ကိုဆောင်ဆိုင်နေခဲ့ခြင်းဖြစ်လေသည်။ဤသို့ဖြင့်ရသက်တပတ်ခန့်မြကြုံလွင်၍လာခဲ့ရာ မစိုးမြနှင့်စကားပြုံးနေသည့်နေ၌ပင်အလောင်းကိုရွှေတော်မြည်ဟုစိတ်ပန်းဖြက်လိုက်၏တခေါင်းဝါကိုအနှဲငယ်ချဲ့ထား၍တခေါက်ကြီးတစ်ချက်ကိုလည်းအဝါကိုပိတ်ရန်အသင့်ပြုတ်လုထား၏ညင့်စင်နိုင်ကန်တွင် အလုတ်ကိုစားတော်မြည်ဟု အောက်မေ့ပြေးလျင်ကျိုးဝင်နှင့်ဝါလီကားကိုပင် ပြင်ထားလေသည်ကိုဝထိန်သည် လူတယောက်အားတက်ဖြက်ရန်ဦးမလီတော်လည်းလွန်ခဲ့သောခုနှစ်ရက်ခန့်ကတက်ခဲ့သောမိမိဇနီးတည်း၏အလောင်းကို တဖန်တနီယာသူရွှေပြောင်းရံကလက်ယွန်းလျက်ရှိထို့ပြင်အရှိမမဘူသာတက်လာသဖြင့်လဲခက်ဆန်းဆန်းရှိနေ သူနှင့်အလို့ပြန်နေဝေခဲ့သောချက်ရက်ကိုရေးစစ်တင်သည့်အနေဖြင့်အတုံများများတောက်လိုက်၏ထို့နောက်ဧကန်းရှိရွက်ဖြင့်ကလတ်ထိုင်တလုံးပေါ်တွင်ထိုင်ကာอืมဒီတချီတော့စူးစားလိုက်အောင်ပါပဲကောင်မငါပြစ်သွားတယ်ဆိုတာလေလူတိုင်းသိနေပြီ သူ့အမေစီသွားလို့သူ့အမေကလည်းဂယုဆိုင်မှာမဟုတ်ပြစ်ထားတာပဲအင်းအေးပြီအေးပြီငါဝွကြည့်ပြီခုတကူကြီးစိတ်ထဲကရေရွပြောစုကစီးကရက်ကိုဖွာလျက်ရှိလိထူကနာ၌အပြင်းမတကားခေါတန်ကြားရလျာယခုကဲ့သို့အချိန်မျိုးတွင်မြည်သူမှမလာဘူးသဖြင့်စိတ်ထဲတွင်ဒီကနေဖြစ်၍သွား၏သူနှင့်တကားကိုထားယူဖွင့်သောအခါရဲဝဲစာယူနီဖောင်းအပြည့်စုံနှင့် ရဲဟုတ်တယောက်နဲ့အရက်သားကဲ့သို့ရှေအင်းကြီးဖြူသားဝတ်ထားသောတုတ်တုတ်ခန့်ခန့်လူတယောက်ကိုတွေ့ရလေသည်ထိုသူမှာလွယ်ဤတလုံးကို လွယ်ထား၏ထိုအခါရဲဟုတ်ကကားစရာကိုဘထင်ဟုတ်ပါသလားခမဟုတ်ပါတယ်ကိုဘထင်ဆိုတာကျွန်တော်ပါပဲဘာကိစ္စရှိပါလဲခမနည်းနည်းစကားပြောခြင်းလို့ပါကိုဘထင်ဒီရဲရရှိများဖြစ်သည်ကိုသိနေနဲ့ယူသေးစွာ ဝင်ပါခင်ဗျာအိမ်ထဲဝင်ပြောပါကိုဝထိန်ကဖိတ်ခေါ်သည့်အတိုင်အိမ်တွင်ရှိတသားကလထိုင်ဟောင်းများပေါ်သို့ထိုင်မိကြသောအခါရဲဥကကျွန်တော်တို့ကရဲရရှိတယ်ပါဟောဒီရဲဝတ်ရဲစားနေသူကစာကျင်သိအောင်နဲ့ကျွန်တော်ကရဲဥကူတာကြီးဖြစ်ပါလေအမိန်ရှိပါခင်ဗျာအခုလိုအချိန်မတော်ကြီးလာပြီးမင်းမြန်ဆုံလဲရတာအနောက်ရှက်လို့ရတာအင်မတန်အားနာပါတယ် အရေးမကြီးပါဘူးခင်ဗျာဒီလိုကျွန်တော်သဘောမထားပါဘူးကိစ္စသာအမင်းရှိပါကိုဘထိန်မှာလင်းငါနှစ်ခန့်မြို့ပေါ်ရှိလူကုန်တော်များအိမ်တွင်လှဲ့လှဲ့လှုပ်လှုပ်ဖူးသည်ဖြင့်စိတ်သဘောထားရက်ဆက်သလောက်စကားပြောသောနေရာတွင်ပြည်ပြည့်ချူတာ၍ဆက်ဆံသောနေရာတွင်ရီရီမုံမုံရှိလာပေသည်ဒီလိုပါခင်ဗျာကျွန်တော်တို့ကအထက်မိန်တိုင်းမနန်းဘောဆိုတဲ့မိမတယောက်နဲ့ပတ်သက်ပြီးသူ့အကြောင်းစုံစမ်းနေပါတယ် ီမိမကကိုဝတ်ထင်ရဲ့မိမနဲ့တူပါတယ်မှန်ပါတယ်ခင်ဗျာကျွန်တော်မိမပါထောက်လန်းတဲ့မိမဲဆောင်ကန်းတဲ့ဆိုတာကျွန်တော်တို့ရဲ့ရဲ့အလုပ်ဝတ္တရားကိုခင်ဗျာကျွန်တော်တို့တရင်အရာဒီမိမရဲ့အမိကလွိုက်ကုံမှာရှိတယ်လို့ပြောတယ်ဟုတ်ပါတယ်ဒါတဲ့ကိုဝတ်ထင်မိမမနံပေါ်အခုအိမ်မှာရှိပါသလားခင်ဗျာမရှိပါဘူးခင်ဗျစိတ်ဆိုးပြီးကျွန်တော်အိမ်ကသူဆင်းသွားပါတယ် ဘယ်လောက်ကြာပြီလဲ9ရက်10လောက်ရှိပါပြီအရင်တင်းလန်နေကဆိုတော့10ရက်ရှိတော့ပါပြီကိုဝထိန်မျိုးလုံးများသည်အခန့်ဘဝဉဉ်ကိုအမတ်မတင်ကြီးရှုလာမိသည်ဖြင့်ရဲဟုကိုသားအေးလဲကိုဝထိန်မျက်နှာကိုလှမ်း၍ကြည်လိုက်နေပါဦးအိမ်ကဆင်းသွားတယ်ဆိုတာခမည်းနဲ့ရန်ဖြစ်ပြီးထွက်သွားတယ်ဆိုတော့ဟုတ်ပါတယ်ခင်ဗျာရန်ဖြစ်တယ်ဆိုတာကလည်းအကြီးအကျယ်မဟုတ်ပါဘူး လင်မယားတကြက်ကြက်ဖြစ်တာပါပဲကျွန်တော်တို့မှာတော့ဒီဟာယူနေပါပြီဟုတ်တာပေါ့လေလင်မယားဆိုတာအများအပြားဒီလိုဖြစ်တတ်ကြတာမျိုးပဲပြီးတော့လေပြန်ပေါင်းကြတာပါပဲဟုတ်တာပေါ့ခမအရင်ကလည်းဒီလိုမကြမကြစကားများနေကြပါရဲဦးမင်းဟုတ်ကဲ့စိတ်ခက်မသိရင်ဒီလိုဖြစ်တတ်တာမျိုးကိုခမနေ့စဉ်လိုသတင်းစာထဲမှာဒီလိုဟာမျိုးတွေပါနေတာပဲမဟုတ်လား အစမ်းမဟုတ်ပါဘူးဘယ်ကူထွက်သွားတယ်ထင်ပါသလဲဒီဟာကျွန်တော်မပြောတတ်ဘူးခမစိတ်ထင်တော့သူ့အမိနဲ့အတူနေရအောင်သူ့အမိစီမံသွားမလားပဲရဲဦးကူတာအီဒီဘောင်းမီအိတ်ထဲမှာမတ်စုစာအုပ်ကလေးကိုထုတ်ခါခဲတံပြင်းစာအုပ်ကလေးကိုအမတ်မထင်ခောက်လျက်သူ့အမိတိုင်တာကသူသမီးမန်နံဘော့ဟာသူ့စီလည်းမရောက်ဘူးလေမန်နံဘော့အိမ်ကထွက်သွားတဲ့အကြောင်း အမေကြီးစီတင်းပူတဲ့လူကမစောများတဲ့ခမမနှမ်းဘော့ရဲ့မိတ်ဆွေဖြစ်ကောင်းပါလိမ့်မယ်အိမ်ကြီးချင်းတယောက်ပါခမဟိုဘက်ချမ်းမာနေတဲ့မိမနာမည်ကမစောများတဲ့ခမဩဟုတ်လားအဲ့ဒီမိမစီကစားရလို့မနှမ်းဘော့အမေကြီးကတိရတယ်ကိုဘထင်ရဲ့ဘာမှတော့ဖြစ်နိုင်မယ်မထင်ပါဘူးခမအမေဆိုတာဒီလိုစိုးရင်ကြတာမျိုးပဲဟုတ်ပါတယ်လွိုင်းကုံမြောက်ခင်တနေရာမှာ မိတ်ဆွေသင်္ဃာတွေနဲ့တွေ့လို့ခိုးနေမယ်ဆိုရင်လည်းဖြစ်နိုင်တာပါပဲကျွန်တော်တော့သူဗန်နီးနဲ့မှကြာကြာမနေနိုင်ဘူးမကြာခင်ပြန်ရောက်မယ်ထင်တာပါပဲခင်ဗျာအခုလိုမကောင်းသတင်းတွေလာပြီးမင်းမြန်စုံစမ်းရတာအင်မတန်ဝမ်းနေပါလေကိုပါတိန်ထို့အချိန်တွင်စာကျင်ကိုသိန်းအောင်ကဝင်၍တခုခုဖြစ်တယ်လို့များထင်မိသလားကိုပါတိန်ခုဝင်၍ထောက်လိုက်၏တခုခုဟုတ်လားခင်ဗျာ ထိုအခါရေဥကဝင်၍ကုသိန်အောင်ကဖြင့်လူကယုံမယ်အင်းကစိတ်ဆုထွက်သွားတိုင်းလဲမတော်တဆမဖြစ်နိုင်ပါဘူးညာထို့နောက်ကိုဝတ်ထိန်ဘက်သူလဲကအာနာသောမျက်နှာဖြင့်ကျွန်တော်လူကဒီလိုပဲခမညာသူ့စိတ်ထဲမှာရှိတဲ့အတိုင်းစကားကိုလူခနဲ့ပြောချင်းပြောလိုက်တာပဲခွင့်လွတ်ပါနော်ကိုဝတ်ထိန်သူကအမှုစုံစမ်းတဲ့နေရာမှာတော့အင်မတန်တည်ကြပြီးတည်ကြတဲ့လူတစ်ယောက်ပေါ့ကိုသိန်းအောင်ဘက်သူတဖန်လှည့်၍ စကားကိုမဦးမချွတ်မပြောစမ်းမှလည်းကိုသိအောင်အခုကိစ္စမှာဘာမှဖြစ်နိုင်တာမဟုတ်ပါဘူးယောက်ျားနဲ့ရူးဆီဆိုပြီးထွက်သွားတာပဲထို့အချိန်တွင် အပြင်မှမူပွဲကလေးများ ကြလာသဖြင့်ကိုဘထိန်သည်အပြင်ဘက်သို့မျှော်ကြည့်ကာမိမိဘာကိုဆက်ပြောရမည်မသိတဲ့ကဲ့သို့ဖြစ်သွားပြီးမှယုတ်ရရဲ့သတိလက်သွားသည်ကိုအိန္ဒီဆဲလိုက်ရလေသည်ယေဟူကအိဒီအလုတ်ဝတရားပြီးသည့်ဟန်ဖြင့်လက်များကိုစံတန်းတန်းဝေလိုက်၏ ထို့နောက်ကိုဘာထိန်ဘက်သို့လှည့်ကာအခုလိုကျွန်တော်တို့ကိုကူညီတာဂျေစုတင်ပါတယ်ကိုဘာထိန်ကျွန်တော်တို့ဘက်ကလည်းခမရမိမနဲ့ပတ်သက်ပြီးအရရမှာရှိတဲ့စီးရုံတွေဘာတွေမှာလဲစုံစမ်းလိုက်ပါဦးမယ်ဂျေစုတင်ပါတယ်ရဲဦးမယ်ခမရမူးဒီတဖွဲဖွဲကြရမှာအတော်သေး၍လာပြီလျင်မူးသက်လီဒီလဲရောတော့ပါလာသဖြင့်ကိုဘာထိန်ဒီရဲဦးကိုဘာကြီးအနီးမှာပြင်းပေါက်ကိုဆွေး၍ပေးလိုက်၏ ကိုပါအေးကဩဒါတဲ့ကိုကထိန်ကိုတခုတောင်းမှန်ရအောင်မယ်ရောက်တဲ့အခါကျွန်တော်တို့ဝိဒရာတိုင်းနည်းနည်းပါးပါးရှားဖို့ခွင့်ပြုပါနော်ရှားကြပါခင်ဗျာသဘောရှိရှားကြပါဒီဟာကဟောဒီစာချင်းကုသိန်းအောင်လုပ်ပါကျွန်တော်ကတာမန်ကြီးကြပ်ရေးရရှိတယောက်အနေနဲ့လာခြင်းပါသူကအလုတ်ကိုအင်မတန်ယူသေးတဲ့လူတရားခင်ဗျာ။ကိုင်ကိုသိအောင်ခင်ဗျာသဘောအတိုင်းအင်ကိုရှားခြင်းရှားပြီးတော့ ဘဲကစပြီးရှားကြမလဲခင်ဗျာကိုဘတိန်စိတ်မှဒကင်းနေဖြစ်သွား၏သူနှင့်တတိထားကလက်သီးနှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ထားလိုက်မိထို့နောက်ကိုဘတိန်ကပင်အပေါ်ထဲမှာတော့ဘာမှမရှိပါဘူးခင်ဗျာထို့အခါကုသိန်းအောင်ကနှုတ်ဝိမဲ့အခန်းကျွန်တော်နည်းနည်းကြည့်ကျင်တယ်ခင်ဗျာသူ့ဝိစာတွေကိုယူသွားသလားဟုတ်ကဲ့တော်တော်ကောင်းတာတွေတော့ယူသွားပါတယ်ခင်ဗျာနည်းနည်းပပတော့ကြံမာသေးတယ် ိုခါကုသိန်းအောင်က gain ဒါဖြင့်ပေါ်အခန့်တက်ပြီးကြီးကြအောင်သူနှင့်သုံးယောက်သားတို့သည် စကားတပြောပြောနှင့်အပေါ်တဲ့သူ တက်သွားကြလိထိုအချိန်၌မူးသည်ရခင်ကားထက်ပို၍တဲလာပြေးလင်ရေတလျှောက်မှရေများပင် အတော်များကြတဲ့ကိုအိမ်ထဲမှကြားရ၏ကိုဝထိန်ကလာသာမန်အိမ်ကိုထွန်းညိလိုက်လေသည်အပေါ်တဲ့အိမ်ခန်းသို့ရောက်သောအခါနှစ်ယောက်၏ခရင်တလုံးကိုတွေ့ရ၏ ဂရင်အောက်၌တန်တိတအညံစားတစ်လုံးသည်မစိတ္တစီမြရှိနေရာ၎င်းနီး၌အထက်လိုက်ခောက်ထားသောထမိန်ဟောင်းတစ်ဆယ်ရှိပဝင်းရှိရှိဝေဆားများမှဖယူဖယဲရှိနေကိုဝထိန်မှာထိုနေ့ကစ၍အိမ်မော်တဲ့သူပြင်မတက်မိကြီးထိုအခါကုသိအောင်ကဒီဟာကမနှံ့ဖို့တည်တာလားဟုတ်ပါတယ်ခမညာကိုဝထိန်ကတਿੱတအဖုံးကိုဖွင့်၍ပြရာအတွင်း၌အထက်လိုက်ခောက်ထားသော တရက်ထဲထမိန်သုံးလေးတယ်အင်ကြီးနှစ်ထဲဗရာစီယာဟောင်းများနဲ့အခြားဝစ္စာအနေငယ်ကို တွေ့ရ၏ထိုအခါကုသိန်အောင်ကတစ်တာယူမတော်ပဲကိုတစ်တာကတော့ပြက်နေတယ်ခမသူ့လက်ဆွဲရှားမတွေ့တော့ဘူးဒီတော့လက်ဆွဲယူသွားတာဖြစ်ရမယ်ဟုတ်မှာပေါ့ဒီနေရာမှာတော်လောက်ပါပြီငုသည်ရခင်ငါတဲ့ပင်တဲ့၍လာပြန်၏တစ်တာကိုကြည့်ရှုရှာဖွေနေကြစဉ် ကိုပါဤဒီပြင်းကြီးလာအဖြင့်ဂရင်လျမ်းကုန်မိကမိုးကလေဗျာပြန်ငန်းဤမှာတဲ့တောင်လာပြန်ပြီကိုသိအောင်ဒီစိတ်ကြည်နေသည့်ဟန်ဖြင့်အိယာနေရှိကလထိုင်တလုံးတွင်ဝင်ရိုက်ထိုင်ကစီကရက်တလေးကိုမြင်းညွေတောက်လေကိုကထိန်ဒီအနီးတွင်ရက်လျက်ရှိဤသို့ရဲရာရှိများခိတ္တထိုင်းနေစဉ်အပေါ်မျက်နှာချက်မှမိုးရီစက်တပေါက်သည်ကိုသိအောင်လမောင်းမို့သူဘောက်ခနဲကြလာသည်ဖြင့် အလိုဟုကုသိယောင်ကအော်လိုက်အဘဲကြောင့်ဆိုသောကြလာသောရေပေါက်သည်ကုသိယောင်၏ရှယ်အင်းကြီးဖြူရေကနေဖြစ်သွားအောင်ဆွန့်တင်၍တွားစီသောကြောင့်ဖြစ်သည်ချက်ချင်းလိုပင် နောက်ထပ်တစ်ပေါက်ထပ်၍ကြပြန်ရာကူပါအေးပါမျက်လုံးများပြုလျက်အင်းကြီးဘုံမှအနီးဆက်နှစ်ဆက်ကိုအာအသင်ကကြည့်ရှုလျက်ရှိကြကုန်၏ထိုအခါကုသိယောင်ကအလိုတွေးပါလားမွေးရမို့ဘူးဆရာ ဟုတ်ပါရဲ့ရဲဥကူပါဤသည်ရည်ကြလာသောနေရာကိုလက်နှင့်တမိဖြင့်ထူကြည်ဟာရှာရုပြင်ခွဲကြောင်တစ်ခုအစုံ၌အနီစုရည်များစုနေသည်ကိုမြင်ရ၏ထိုကကိုပါထိန်သည်တွေ့တွေ့တွေ့ဟုတ်စားတွေ့မဟုတ်ဘူးဘယ်နည်းနဲ့မှတွေ့မဟုတ်နိုင်ဘူးကျွန်တော်တွေ့ကိုကြောက်တယ်ဗျာတွေ့ကိုမြင်ကျွန်တော်ယူတော့မယ်တွေ့တွေ့ညနေချက်ပေါ်မှာဘာမှမရှိဘူး ဘာမှမရှိဘူး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 ထိုတွင်အနီဇက်တပေါက်ကြလာပြန်သည်တည်းရဲဦးကူပါဤသည်အမူရပြတ်သောကူပါထိန်၏စကားများကိုကြားရသောအခါတင်ငါမကင်းဖြစ်လာ၍ကူပါထိန်၏လက်ကိုဖမ်း၍ဆွဲလိုက်ထို့နောက်တင်းကျက်စွာဖြင့်ညစ်ခါတနက်ဖြင့်ချိန်ရွယ်လေဟဲ့လူမမှန်ပြောစမ်းအခုမျက်နှာချက်ကကြလာတာသိမဟုတ်ဘူးလားမဟုတ်ပါဘူးခင်ဗျာ တွေးမို့ရင်ဗာလေတွေးပဲကုသိန်းအောင်တွေးပဲဆရာထူခါကိုဝထိန်ဒီတွေးတွေးတွေးမြင်ကျွန်တော်ယူပြီဒါကြောင့်လဲတွေးမထအောင်ကျွန်တော်လှုပ်တာဗောထူခါရဲဟုတ်ကွာကြီးကဟေ့လူညနေချက်ပေါ်ရအောင်ဘယ်ဟာတက်ရသလဲကုသိန်းအောင်တက်ကြည့်စမ်းပြုနောက်ပြီးပြီကတက်ရပါလေခင်ဗျာမလွယ်တကားရှိပါလေ သွေးမထောက်အောင်လုပ်တယ်ဆိုတာဘာအဓိပ္ပာယ်လဲမမှန်ပြောစမ်းခမရမိမကဘယ်လိုလုပ်လိုက်တယ်လဲအခုမှပြင်မထူးတော့ပါဘူးခမကျွန်တော်ပြောပါတော့မယ်သွေးကမြင်ကျွန်တော်ကြောက်တယ်လုံးလို့ခေါင်းနဲ့ပြီပြီတက်လိုက်မိပါတယ်ကိုဘထင်ကြီးသွေးယူသွေးရန်ဖြင့်သွေးပြစ်မှုကိုထုတ်ဖို့ဝန်ခံလျက်ရှိလေထိုခဏ၌လက်မြန်လာသောကုသိန်းအောင်သည်လွေထဲမှလက်ထည်ဒီစုံကိုလင်းမြန်စွာထုတ်ယူပြီးလျှင် ကိုဘထိန်ဟာလက်ထိတ်ခတ်လိုက်လေသည်ညနေချက်ပေါ်သူ တက်ကြည့်ဟာရေတံကြီးထဲတွင်ပုပ်ပွားလျက်ရှိသော မနှံပုတ်၏အလောင်းကိုတွေ့ကြရ၏အလောင်းကိုတွေ့ရှိရပြီးနောက်အလောင်းဝတ်ထားပုံနှင့်သွေးစံများကျလာပုံများကိုရာစုပြည့်မှုစုံစမ်းရေးဌာနမှလာရောက်စစ်ဆေးသောအခါအောက်ပါအတိုင်းတွေ့ရ၏မနှံပုတ်၏အလောင်းဝတ်ထားသောရေတံကြီးဖုံးတွင်မိမဝတ်နိုင်လွန်အင်းကြီးအနီရောက်တစ်ထည်သည်ရည်စည်းနှင့်အဖုံးကြတွင်ညက်ခါ ရည်စည်ပြင်းသို့အင်ကြီးလက်တစ်ဖက်တွဲရွေကြလျက်ရှိတရခန်းသည်အင်ကြီးအညီကိုရည်စည်တဲသူပြစ်ချပြီးနောက်အဖုံးကိုပိတ်ရာတွင်ကမန်ကရံပြုတ်လို့ရသောကြောင့်ဖြစ်ဟန်တူ၏ထိုအင်ကြီးလက်အပြင်သို့ထွက်နေသော နေရာမှာအပေါ်ခေါမှုမှမိုးတော်များများယူသောနေရာနှင့်တက်တက်ဖြစ်နေသည်ဖြင့်မိုးရေများသည်ဆေးဆူထားသောအင်ကြီးဘော်သို့ကြာ၏ထိုအခါဆူရသောအနီရောင်ဆေးရေများသည်တပြင်းထဲရှိနေသော ရှာတူးပြင်အကွေးချောင်းတစ်လျှောက်မှစီးကမျက်နှာကျက်အဆက်တွင်ပေါက်နေသောအပေါက်မှာအောက်သို့တဘောပေါက်ကျနေသည်ကိုတွေ့ရ၏သူပြည့်၍အလောင်းနှင့်တစုံတရာဆက်သွယ်ခြင်းမရှိဘဲနိုင်လုံအင်ကြီးကိုစူးထားသော အနေအောင်စည်းရည်များဖြစ်ကြောင်းထူးဆန်းစွာတွေ့ရှိရလေသည်ဤကဲ့သို့မမျော်လင့်သော အခိုက်အတန့်၌ကံအားလျော်စွာပေါ်ပေါက်လာသောတင်းငယ်သောအချက်ကလေးသည်ပင်ဇနီးတရားရက်ဆက်စွာတပြက်ခဲ့သောသွေးကြောက်တည်းရဲ့ခံဤအမှုကိုဘုံမင်းပေါ်စီလျက် ဆက်တိုင်သူရောက်အောင်ဖန်တီးပို့ဆောင်နိုင်လည်သည်ဟုတ်ကဲ့ဆရာကြီးတကုံရွှေများရေးသားတဲ့သွေးကြောက်တော်လူသက်သမားဆိုတဲ့ဝိထုလူလေးဒီမှာပဲပြီးဆုံးပါပြီခင်ဗျာအဘိနဆင်ကြတဲ့တောတာရှင်ပေါင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာတောတာရှင်ပေါင်းအနည်းငယ်ကျမ်းမာကြပါစေခင်ဗျာ